့ထိုင်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Facebook ပေါ်မှာနေ့စဉ်နဲ့အမျှအကြောင်းအရာအစုံကပြန့်နှံ့လျက်ရှိနေပါရစေ။အဲ့ဒီလူမျိုးပြန့်နှံ့နေတဲ့အထက်ကမှအများစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုရွေးချယ်ပြီးအလေးပေးမှတ်တည်ပြီးရဲ့ Facebook ထိုင်ချက်အစီအစဉ်ကနေတင်ဆက်ပေးတော့မှာပါ။အခုတစ်ပတ်အတွင်းမှာတော့ဖေဖော်ဝါရီလတရက်နေ့မှာစတင်ခဲ့တဲ့ဒုတိယအကြိမ်လှစ်တော်နဲ့ပတ်သက်တဲ့ပုံရိပ်အကြောင်းအရာတွေ ရုရှားရေတပ်ကနေပြီးတော့အချိန်ယူလေးချင်းပေးထားတယ်ဆိုတော့ပင်လယ်ဖြန်လေးတွေနဲ့ပတ်သက်တဲ့အကြောင်းညာလာမယ့်တင် जा ရေးတင်ယူတဲ့မှာသူငယ်တန်းဖက်စာမှာဘီအက်ခရာတချို့ကိုဖြုတ်ပြီးတော့တင် जा မယ်ဆိုတဲ့အကြောင်းအရာပေါ်ဝေဖန်ထားမှုတွေအခုတစ်ပတ်ရဲ့ Facebook စာမျက်နှာတွေထမှာအများစိတ်ဝင်စားမှုနဲ့တူပဲပြန့်နှံ့နေပါဗျ။အခုပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကဖေဖော်ဝါရီလ၁ရက်နေ့မှာစတင်ခဲ့တဲ့ဒုတိယအကြိမ်လွှတ်တော်နဲ့ပတ်သက်ပြီးရော Facebook စာမျက်နှာတွေထပ်မအများအပြားပြောဆိုနေကြတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာပါ 2016ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာစတင်ခဲ့တဲ့ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေနဲ့ပတ်သက်ပြီး Facebook အသုံးပြုသူတွေအကြားမှာအများအပြားပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။အစိုးရတက်ကိုဦးတည်မဲ့လူမှုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလွှတ်တော်ကိုယ်စားလှယ်တွေအများဆုံးပါဝင်တဲ့ဒုတိယအကြိမ်လွှတ်တော်အပေါ်မှာအားလုံးကမျှော်လင့်အားထားနေကြတာပဲဖြစ်ပါတယ်။အဲ့ဒီအတွက်လေဒုတိယအကြိမ်လွှတ်တော်စတင်တဲ့ပုံရိပ်တွေက Facebook စာမျက်နှာတွေထက်မှအခုလိုပဲအများအပြားပြန့်နှံ့ခဲ့ပါဗျာ။ အားလုံးကလည်းလှတ်တော်ကနေရခင်နဲ့မတူတဲ့အခြေအနေတွေကိုရရှိဖို့အတွက်မျှော်လင့်အားထားမှုတွေရှိနေကြတာပဲဖြစ်ပါတယ်။ င်ပြီးတော့တင်ဆက်ပေးမယ့်အကြောင်းအရာကရုရှားရေတပ်ကနေလေ့ကျင့်ပေးထားတဲ့ဆိုတဲ့ပင်လယ်ဖြန်လေးတွေရဲ့ဓာတ်ပုံက Facebook စာမျက်နှာတွေထဲမှာအများစိတ်ဝင်စားမှုနဲ့အတူပြန့်နှံ့နေပါတယ်။ရုရှားရေတပ်ကနေပြီးတော့အချင်းယူလေ့ကျင့်ပေးထားတယ်ဆိုတော့ပင်လေဖြန်တွေရဲ့ဓာတ်ပုံက Facebook စာမျက်နှာတွေထဲမှာအများပြပြက်နှက်နေပါသေးတယ်။ရေတပ်အုပ်ထုပ်တွေကိုစောင်းထားပြီးတော့တနတ်တွေကိုစီကန်ဆောင်ထားတဲ့ပင်လေဖြန်လေးတွေရဲ့ဓာတ်ပုံတွေက Facebook စာမျက်နှာတွေမှာပြက်နှက်နေတာပါ။ အဲ့ဒီအပေါ်မှာလည်း Facebook အသုံးပြုသူတွေရဲ့အကြောင်းမှာတော့အမျိုးမျိုးပြောဆိုထားမှုတွေရှိနေပါတယ်။ ထားပြင်မှာပင်လယ်ဖြန်လေးတွေရဲ့ချစ်စရာကောင်းတဲ့ပုံစံတွေကိုလည်းတရိတ်ဆန်ချစ်သူတွေကချစ်စရာအမြင်နဲ့ရေးသားဖြန့်ဝေမှုတွေလည်းရှိခဲ့တာပါအခုနောက်ဆုံးအနေနဲ့တင်ဆက်ပေးမယ့်အကြောင်းအရာကလာမယ့်တင်ယိုးညွန့်တန်းအသက်မှာသူငယ်တန်းဖက်စာထဲမှာဒီရက်ခရာတချို့ကိုဖြုတ်ပြီးတော့တင်ချမယ်ဆိုတဲ့အပေါ်မှာ Facebook အသုံးပြုသူတွေကဝေဖန်နေတာတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားမှာပါ။ပညာရေးနဲ့ပတ်သက်ပြီးတင်ကြားရေးတင်ယိုးအသက်မှာသူငယ်တန်းတင်ငန်းစာမှာဒီရက်ခရာတချို့ကိုဖြုတ်ပြီးတော့တင်ချမယ်အပေါ်မှာ Facebook စာမျက်နှာတွေထပ်မဝေဖန်မှုတွေအများအပြားရှိနေတာပဲဖြစ်ပါတယ်။ပညာရေးစနစ်ပြောင်းလဲမှုအရသင်ညိုးသည့်ဖြစ်တဲ့သူငယ်ရန်ဖတ်စာမှာဒီရခရာဖြုတ်တဲ့အပေါ်မှာအခုလိုမျိုးဝေဖန်ထားကြတာဖြစ်ပါတယ်။ ညာရေးစနစ်ကိုပြုပြင်ပြန်လည်မှုတွေခဏခဏပြုလုပ်နေရတဲ့ပတ်သက်ပြီးရော NLR ရဲ့အဖွဲ့ဝင်တဦးဖြစ်တဲ့ဒေါက်တာညိုညိုသိန်းကအခုလိုပဲတုံ့တက်ပြောကြားထားပါဗျာ။အန်ဒီရတော့လေဟိုအဲ့လိုခဏခဏပြောင်းနေတာကိုမကြိုက်ဘူးပေါ့နော်။ဒီညာရေးစနစ်အဲ့လိုခဏခဏပြောင်းနေတဲ့စာအုပ်တွေခဏခဏပြောင်းပြောင်းနေတဲ့သင်ယူခဏခဏပြောင်းနေတာဟာဟိုစနစ်ကိုမတည်မငြိမ်ဖြစ်နေတာပေါ့နော်။ဟိုဒီလိုမျိုးဟိုခဏခဏပြောင်းတာလေမလုပ်သေးခင်မဖြစ်မနေပြောင်းရမယ်ဆိုလို့ရှိရင်လေဒီလိုပြောင်းတာတွေကိုပညာရှင်တွေနဲ့ ညာရေးမှာပါဝင်ပတ်သက်တဲ့သူတွေကိုအားလုံးကိုဖိတ်ခေါ်တိုင်ပင်ပြီးတော့မှလုပ်တင်နေပေါ့နော်ဟိုတူတူတယောက်အဖွဲ့ဟိုဟိုပြည်ရောဒီဒီလက်သဆုပ်တာလူတစုရဲ့သဘောနဲ့ဒါဒီလိုပညာရေးအတွက်အရေးကြီးတဲ့ကိစ္စမျိုးကိုဖုံးဖြတ်ချက်မချစေချင်ဘူးပေါ့နော်ဒီအရေးဆိုတာကတိုင်းပြည်အရေးကြီးတယ်တမျိုးသားလုံးအတွက်အရေးကြီးတယ်နောက်ပြီးတော့အဲမှာအာပါဝင်ပတ်သက်တဲ့သူ အားကြီးပဲပေါ့။မိသားစုအကြောင်းသားပေါ့နော်။အကုန်ပါဝင်ပတ်သက်တယ်။ဒါကြောင့်မလို့ပြည်ညာရေးမှာပါဝင်ပတ်သက်တဲ့အဓိကပါဝင်ပတ်သက်တဲ့စံထသဘောထားစံထတွေကိုအတန်မျိုးနားထောင်ပြီးတော့မှဒီလိုဒီလိုပြောင်းလဲမှုတွေလုပ်တင်နေပေါ့နော်။လက်ရှိမှာပြောင်းလဲမဲ့တင်ယိုးတင်မှာတော့စနေတန်းပညာရေးစနစ်ကိုထားရှိထားပြီးတော့လက်ရှိသူငယ်တန်းတင်ကြားရေးကို grade 1အဖြစ်ထားရှိမှာပါ တင်ရိုးတင်မှာထည့်သွင်းမဲ့သူငယ်တန်းဖက်စာကိုတော့လက်ရှိသူငယ်တန်းထက်တဆင့်နှိမ့်နဲ့လွယ်ကူတဲ့တင်ကြားမှု ပုံစံတွေနဲ့ထားရှိဖို့အတွက်စီစဉ်ထားတာဖြစ်တယ်လို့သိရပါဗျ။ ခုတစ်ပတ်အတွက်ရွေးချယ်တင်ဆက်ပေးခဲ့တဲ့ Facebook ပေါ်ကအကြောင်းအရာအစုံနဲ့ပတ်သက်လို့ကျေနပ်နဲ့တက်နိုင်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။လာမယ့်ပတ်တွေမှာလည်းတစ်ပတ်အတွင်း Facebook စာမျက်နှာတွေထက်ကအများစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးအောင်မှာဖြစ်လို့အခုတစ်ပတ်ရဲ့အစီအစဉ်ကလည်းနှုတ်ဆက်လိုက်ပါတယ်။